တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀ထဆက်ခုနှစ်သမတရား၏အတိသလုံး၏သမတရားကို သလုံးတွင်၍ကောင်းသောမည်ဖြစ်အောင်သမတရားမျိုးစေ့ကိုချဲ၍သမတရားကို ပြုစုပြောင်းခြင်းဖြင့်အတိကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါ သင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြစာကောင်းသောမြေနှင့်ပြုလုပ်ထားသောသလုံးလေတွင်အမှန်တရား၏မျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရား၏အသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ဟေပြဲတဆက်နှစ်ဆက်လူကာတဆိုင်နာယီ39မိနစ်ချန်တကလည်းလူနာကိုသနာတော်သူသည်ဆက်ဆိုင်တော်သူဖြစ်ပါ၏ဟုလျှောက်တော်ယေရှုခါသင်သည်သွား၍ထိုနည်းတူပြုလော်ဟုမိန်တော်မူ၏လူကာ7နာရီ35မိနစ် ိုတိုက်ရှိသောအလင်းကိုမမိုက်မဖြစ်စေခြင်းငါသတိပြုလို့လူကာစေတနာရီ50မိနစ်။သာ၍ကောင်းသောနိမှုကတတ်နိုင်သမျှအတိုင်းစည်ရသားတို့အားဆုံးခြင်းကြလော့။သို့ပြုရင်ခတ်သိမ့်သောအရာတို့သည်တင်တို့အားဆန့်ရှင်းကြလေ။လူကာစေတအချိုတိ ထိုအခါအတိုင်းမတိများစွာသော လူတို့သည်စုဝေး၍အချင်းချင်းနင်းမိမတက်နေကြသည်ရှိသောယေရှုသည်တပည့်တော်တို့အားမိန်တော်မူသည်ကားပြုတ်ဝက်ခြင်းနည်းဟုသောဖာရိရှဲတို့၏တဆေးကို ရှေ့ဦးစွာကျင်ဆောင်ကြလော့လူကာ7:1အချို့မှာအဘယ်သူကိုကြောက်ရမည်နည်းဟုမူကားကိုခန္ဓာကိုသတ်ပြီးမှ ငရေသေးသောခြားနိုင်သော သူကိုကြောက်ကြလော့ငါအမှန်ဆိုသည်ကားထိုသူကိုကြောက်ကြလော့ လူကာစေတနာရီ15မိနစ်ထိုမတာပါလောဘလုံးကျူးခြင်းကိုတတိချင်းချင်းရှောင်ကြလော အကြောင်းမူကားစီစဉ်ရှိတော်လဲစီစဉ်တိုင်းအသက်မတည်ဘူးမင်းတော်မူပြီးလူကာစေတနာရီ33မိနစ်တင်းတို့ဥစ္စာများကိုရောင်း၍စင်းရဲသားတို့အားစွန့်ကြဲကြလော့မဆွေးမဟောင်းတတ်သော အိတ်တို့ကိုကိုသုံးဖို့လှုပ်ကြလော့ တခိုးမရောက်ပိုးများမဖြက်စည်းရအရက်ကောင်းကင်ဘုံ၌မကုံမဆုံးနိုင်သောဘန္နာကိုစီးပူးကြလော့လူကာ7နာရီ35မိနစ်တင်တို့ဒီခါပန်စီလျက်စီမီဖြောလျက်နေတဖြစ်လူကာ7နာရီ36မိနစ် သခင်သည်မင်္ဂလာဆောင်ပွဲမှာပြန်လာ၍တကားကိုခောက်သောအခါချက်ချင်းဖွင့်ခြင်းကသခင်လာမည်ကို မျှော်လင့်၍နေသောကြိုကဲ့သို့ရှိနေကြလော။လူကာ7:34မိနစ်ချင်းမြောက်သောတကားဝကိုဝင်ခြင်းကကြိုးစားအားထုတ်ကြလော။အကြောင်းမူကားအများသောသူတို့သည် ဝင်ခြင်းကအလို့ရှိတော်လဲမစွမ်းနိုင်ကြဟုငါဆို၏။